မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August လ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အမှတ်နှစ်ရက်ွက်အုပ်ချုပ်ရေးမှူးရုံးမှာမနေ့ကညပိုင်းကဘုံးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ်လ၁ရက်နေ့ည၁၀နာရီကျော်အချိန်မှာမြောက်ကလာပါမြို့နယ်အမှတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးမှာဘုံပောက်ကွဲခဲ့ခြင်းဖြစ်ပြီးတော့ဘုံပောက်ကွဲတာဟာအလွန်ကျေလောင်ခဲ့တယ်လို့သိရပါတယ်။ဘုံပောက်ကွဲမှုဟာဇက်တိုက်ပောက်ကွဲခြင်းဖြစ်ပြီးတော့မိโกများပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးကန်းသွားခဲ့တယ်လို့သိရပါတယ်။ဘုံကွဲပြီးတော့စစ်ခွဲတွေရောက်လာတယ်။ဘုံပောက်ကွဲတဲ့အမှတ်နဲ့ရက်ကွက်ရုံးသားမှာရှာဖွေတာတွေလုပ်တယ်။ပြီးတော့ဖုံကြီးလမ်းမီးပွိုင်းကနေပြီးတော့ဘေးလီပွိုင်းအထိကိုလမ်းတွေကိုပိတ်ပြီးတော့ဆစ်တယ်။ဘုံပောက်ကွဲမှုကြောင့်လူထိခိုက်တာမျိုးမရှိဘူး။စစ်ကားတွေကတော့အများကြီးရောက်လာတာ။ တဏ္ဍာရီလောက်ပိတ်ဆို့ပြီးတော့စစ်ဆေးပြီးမှပြန်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အခုရက်ပိုင်းမှာရန်ကုန်မြို့မှာ1027ဒုတိယလှိုင်းစစ်စင်ရေးကို ထောက်ခံသောအပြင်မြို့ပြပျောက်ကြားတပ်ဖွဲ့များကစစ်ကောင်စီရဲ့စီးရေးပြတ်မှတ်များကိုဥတီပြီးတော့တိုက်ခိုက်မှုများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများရုံးများနဲ့ဝေးရနေရာများမှာတွာလာလှုပ်ရှားကြရန်မြို့ပြပျောက်ကြားအဖွဲ့တချို့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာအနီးကပ်တိုက်ပွဲများဖြစ်ပွားနေပြီးတော့ရမခပင်မတိုင်းစစ်ဌာနချုပ်ရုံးနယ်ဗဟိုကင်းနေမှာပါအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၁ရက်နေ့တိုက်ပွဲတွေကတော့ရမခရဲ့ပင်မစီယုံကြီးအထိကိုရောက်ရှိနေပြီးရှော့တိုက်ဒုံးနဲ့လက်နက်ကြီးတွေတောက်လျှောက်ပြစ်ခတ်ခံနေရတယ်။ drone တွေနဲ့ဘုံကျဲခံနေရတယ်အနီးကဖြစ်တာဖြစ်တော့ခုခံရတာထိရောက်မှုမရှိတဲ့အခြေအနေလို့သိရတယ်လက်နက်ခဲရနဲ့ရိတ်ခါလုံလောက်မှုမရှိတော့ဘူးဆိုတော့ပရင်ပေးပုံမှုတွေလည်းရှိတယ်စစ်ကူကတော့လေကြောင်းပစ်ကူကလွဲရင်အခြားကုန်းလမ်း ြီးစစ်ကြောင်းရောက်လာဖို့မလွယ်တဲ့အခြေအနေဖြစ်ပါတယ်လို့စစ်ဘက်သတင်းအရင်းမြစ်ကပြောကြားထားပါတယ်။လာရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ဂရင်တရားစစ်ဆေးရုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်များနဲ့ MNDA တပ်များကြားမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အခုနောက်ဆုံးဆေးရုံကစစ်ကောင်စီတပ်သားများဟာဂစင်ကလေးအနဲ့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတိုက်ဆုံသူများပြားပြီးတော့ဒဏ်ရာရရှိသူစစ်သားအများပြားလည်းထိခိုက်တိုက်ဆုံမှုများရှိခဲ့တယ်လို့သိရပါတယ်။လေရင်ခွင်းကိုတိမ့်ပြီးတော့ဝင်လာတဲ့မြောက်ပိုင်းတပ်တွေနဲ့စစ်ဆေးရုံဘက်မှာကာကင်းလုပ်ထားတဲ့တပ်တွေတိုက်ပွဲဖြစ်တာ စေယုံတက်ကတော့ကြာသွားပြီအခုရမခတိုင်စစ်ဌာနချုပ်ပပတ်လဲမှာမြောက်ပိုင်းတက်တွေဝိုင်းရံခံထားရတာပါနေရာဘောင်းဆောင်ကနေပြီးတော့မြောက်ပိုင်းတက်တွေဝင်လာနေတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။မြောက်ပိုင်းမဟာမိတ်သတင်းရင်းမြစ်များထံကိုဆက်သွယ်မေးမြန်းကြည့်ရမှာစစ်ကောင်စီတက်ကလေရင်နဲ့ချပေးတဲ့ရိတ်ခါနဲ့လက်နက်ခဲယမ်းများကို MNDAA တပ်များကလက်ခံရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ကမာဆိုင်ကြီးရွာအနီးမှာရှိတဲ့တန်ကူကွန်ကရစ်တံတားဟာမိုင်းပေါက်ကွဲမှုကြောင့်ကျိုးကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်စ်လ2ရက်နေ့မနက်အစောပိုင်းမှာမွန်ပြည်နယ်တထုံမြို့နယ်ကမာဆိုင်ကြီးရွာကမာဆိုင်ကွက်တဲ့ရန်ကုန်မော်လမြိုင်ကားလမ်းမိုင်းတိုင်အမှတ်133မြင်းဆောင်6နဲ့ တသုံးသုံးမြင်းဆောင်ခွန်ချားမှာရှိတဲ့တန်ကူကွန်ကရစ်တရားအမှတ်သုံးမြင်းဆောင်တက်သုံးလေးတရားဟာမိုက်ပေါက်ကွဲတဲ့အတွက်ကျိုးကျသွားတယ်လို့သိရပါတယ်လက်ရှိမှာရန်ကုန်မော်လမြိုင်ကားလမ်းမှာလက်တလောကားလမ်းယာယီပိတ်ထားရပြီးတော့ကားအသွာလာများယာယီရဆိုင်နေတယ်လို့သိရပါတယ်လောလောဆယ်တော့ကားအသွာလာတွေလုံးလို့မရတော့ဘူးပတ်သွားလို့ရပြီမဲ့ရွာပြင်လမ်းကြောင်းကလည်းမိုးရေရွာတော့ဘွက်တွေနဲ့ရေတွေနဲ့ဆိုတော့သွာလာလို့မရသေးဘူးမြေဖို့ပြီးတော့လမ်းကိုပြန်ဆက်ပေးမလားတော့မသိသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စစ်ကောင်စီကလောက်ကင်မျိုးကို၄ချိန်မြောက်အဖြစ်နဲ့ဒီကနေ့မနက်အစောပိုင်းမှာတိုက်လေရေများနဲ့ဘုံကျဲချခဲ့တဲ့အတွက်ပျက်စီးဆုံးရှုံးမှုများပြားပြီးမိများလောင်ကျွမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၂ရက်နေ့မနက်တနားရီဝင်းကျင်အချိန်မှာတိုက်လေရေများနဲ့လောက်ကင်မျိုးတဲကို ပေါင်900ဘုံများကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဘုံကျဲချမှုကြောင့်အဆောက်အုံနဲ့လူနေအိမ်များပျက်စီးမှုများရှိခဲ့ပြီးတော့မိင်းများလည်းလောင်ကျွမ်းနေတယ်လို့သိရပါတယ်ညာတွင်ချင်းကယ်ဆယ်ရေးလုပ်ငန်းများနဲ့မိငိမ့်တက်မှုများကိုလှုပ်ဆောင်ခဲ့ရတယ်လို့သိရပါတယ်ပြည်စည်းဆုံးရှုံးမှုအသေးစိတ်ကို MNDA ကအတိအကျထုတ်ပြန်ရန်ရှိနေတယ်လို့သိရပါတယ်ဒီကနေ့မနက်ပိုင်းဘုံကျဲချမှုဟာ၄ချိန်မြောက်တိုက်လေရင်နဲ့ဘုံကျဲချခြင်းဖြစ်ကြောင်းသိရှိရပါတယ် စစ်ကောင်စီကလောက်ကင်ကိုတိုက်လေရင်နဲ့ဘုံလာရောက်ကျဲချတဲ့အချိန်မှာ MNDAA တပ်များကလာရှုမှရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်နေတဲ့အချိန်လဲဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ24ရက်နေ့မြန်မာစံတော်ချိန်မနက်တန်တိုင်း45မိနစ်ကနေပြီးတော့6နာရီ45မိနစ်အတွင်းစစ်ကောင်စီကတတိယအကြိမ်အဖြစ်နဲ့လောက်ကိုင်းမြို့ကိုထပ်မံပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တိုက်လေရင်နှစ်စီးဟာကျင်ရှမ်းချိန်ဒေသမူလ311ရင်းပြအနီးမှာရှိတဲ့လူနေရပ်ကွက်များမှာ ဘုံလေးလုံးကျဲချသွားတယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲချမှုကြောင့်ဟိုတယ်များနဲ့လူနေအဆောက်အဦများအများအပြတ်ပျက်စီးခဲ့ပြီးတော့အရသားနှုတ်ထိခိုက်ထိုင်ရာရရှိခဲ့တယ်လို့သိရပါတယ်ဇော်လိုက်လ14ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့၄တပ်က လောက်ကင်မြို့ကိုပထမဆုံးအကြိမ်ဖြစ်နေဘုံကျဲချခဲ့ပြီးတော့ဒီရသားပြည်သူတအုပ်သိမ်းဆုံးခဲ့ရတယ်လို့သိရပါတယ်ဇူလိုင်လ23ရက်နေ့မနက်3:00ည3:00နာရီ16မိနစ်အချိန်မှာအချက်ဘတ်စစ်ကောင်စီရဲ့တိုက်လေရင်များကလောက်ကင်မြို့ဈေးဟောင်းနေရာကိုဒုတိယအကြိမ်ဖြစ်နေဘုံကျဲချခဲ့တယ်လို့သိရပါတယ်အခုလိုဘုံကျဲချခဲ့တဲ့အတွက် Lucky Hotel မှာအဆောင်ဖြစ်နေနေထိုင်တဲ့ဝန်ထမ်းနှစ်ဦးသိမ်းဆုံးခဲ့ရတယ်လို့သိရပါတယ်သိဆုံးသူ2ဦးဟာအမျိုးသမီးတုံးနဲ့အမျိုးသားတုံးဖြစ်တယ်လို့သိရပါတယ်။တခြားသောဝန်ထမ်းတအူးဟာလည်းအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စက်မှုဇုံများနဲ့စက်မှုဇုံပြင်ပမှာရှိတဲ့စက်ယုံအလုပ်ယုံစီးပွားရေးလုပ်ငန်းများမှာအလုပ်လုပ်ကင်နေကြတဲ့လူငယ်အလုပ်သမားများစည်ရင်းကိုကောက်ခံပေးရန် UMFCCI ကိုစစ်ကောင်စီကပြောဝဲညွှန်ကြားခဲ့ပြီးတော့အလုပ်သမားဝန်ကြီးဌာနနဲ့ UMFCCI တို့ကပူပေါင်းစည်ရင်းကောက်ယူလျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလုပ်သမားဝန်ကြီးဌာနနဲ့ UMFCCI ကလူငယ်အလုပ်သမားများစည်ရင်းကိုကောက်ယူရမှာနိုင်ငံသားစီစီရေးကပ်ပြအလုပ်သမားမှတ်ပုံတွေကပ်ပြမရှိတဲ့အလုပ်သမားများကို မှတ်ပုံတင်ရဆိုပြီးအကြောင်းပြကစည်ရင်ကောက်ယူနေတယ်လို့သိရပါတယ်အမှန်တကယ်ကတော့စစ်ကောင်စီကအလုတ်သမားစည်ရင်များကိုပြုစုပေးရန်လျှို့ဝှက်ညွှန်ကြားချက်အရ UMFCCI ကအထွေထွေအတွင်းရေးမှူးချုပ်အထည်ချုပ်လုပ်ငန်းရှင်ဒေါခိုင်ခိုင်နယ်ကဦးစီးဆောင်ရွက်ကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်ညီနောင်အသင်းအဖွဲ့များစက်မှုဆောင်ကော်မတီများရဲ့အကူအညီနဲ့အလုတ်သမားစည်ရင်ကောက်ယူနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါပေမဲ့မြည်သည့်အတွက်ကြောင့် လူငယ်အလုသမားစီးရဲကိုစစ်ကောင်စီကကောက်ခံနေတာကိုမသိရှိရတော့လဲအခုလိုမျိုးစီးရဲတောင်းခံနေခြင်းမှာအလုသမားများအတွက်စိုးရိမ်ရမယ့်ကိစ္စရဖြစ်တယ်လို့အလုသမားတက်ကြွလှုပ်ရှားသူတချို့ကသုံးသပ်ထားပါတယ်စစ်မှုပဋ္ဌာန်းမဏိကဥပဒေကလည်းရှိတော့ဒါကအဲ့ဒီအတွက်များကောင်းနေသလားနောက်ပြီးတော့စစ်ပွဲတွေကလည်းမျိုးပြတွေအထီကိုကူးဆက်လာနေတော့ဒီလိုအလုသမားစီးရဲကောက်တာကလျှို့ဝှက်ကောက်ခိုင်းနေဆိုတော့ပို့ပြီးတောင်မှမတင်ကားစရာကောင်းတယ်လူငယ်အလုသမားတွေအတွက်စိုးရိမ်စရာပဲလို့ပြောကြင်ပါတယ်လို့ လှိုင်းတရားစက်မှုဆောင်ကအလုံသမားရေတက်ကြွလှုပ်ရှားသူတို့ကပြောပြထားပါတယ်လက်ရှိမှာရန်ကုန်တိုင်းစက်မှုဆောင်စက်နှစ်ဆောင်ကအသင်းအဖွဲ့များမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်းကောက်ခံထားတဲ့အလုံသမားများစည်ရင်းကိုစစ်ကောင်စီထံကို UFFCCI ကတာဝန်ခံပြီးတော့ပေးပို့ပေးလျက်ရှိကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာစက်သုံးစီဝယ်ယူရရှိနိုင်ရေးအတွက်စီဆိုင်များမှာနိုင်ပေါင်းများစွာစောင့်ဆိုင်တန်းစီနေရပြီးတော့ဓာတ်စီတက်လီတာကိုမှောက်ခိုဈေးကွက်မှာငွေကျပ်8500အထိ ဈေးပေါက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်းမြို့ဈေးမြန်နဲ့ချင်းဆိုင်84လမ်းပေါ်က KZH စီဆိုင်ကမဖွင့်ဘူး။88ပေါ်က BOC စီဆိုင်မှာဆိုရင်ဥပွားဂုံးကြော်ကနေတောက်လျှောက်စီတန်းစီနေတာ။စီကတော်တော်လေးကိုခက်ခဲနေကြပြီ။ပိတ်ထားတဲ့စီဆိုင်တွေရှိမှလဲကြိုပြီးတော့တန်းစီနေကြတယ်။ BOC နဲ့မလန်မကန်းမှာ Asia Energy ရှိတယ်။ Asia Energy စီဆိုင်ကပိတ်ထားပြီမယ်။လူတွေကတန်းစီနေကြတယ်လို့မန္တလေးကပြည်သူတို့ကပြောဆိုထားပါတယ်။မန္တလေးမှာရှိတယ်။ပြင်ပဈေးကွက်မှာ ဓာတ်ဆီတလီတာကို8500အထိဈေးပေါက်နေပြီးတော့စီဆိုင်မှာတန်းစီပြီးတော့မဆောက်နိုင်သူများဟာပြင်ပဈေးကွက်မှာ73စီများကိုဝယ်ယူအသုံးပြုနေရတယ်လို့သိရပါတယ်မန္တလေးမှာလည်းဒီကနေ့စီဈေးများမြင့်တက်သွားပြီးတော့မနေ့က92ဓာတ်ဆီတလီတာကိုငွေကျပ်2810ကျပ်ရှိရာဒီနေ့မှာတလီတာကို2850ကျပ်95ဓာတ်ဆီတလီတာကိုမနေ့က2830ကျပ်ရှိရာက နေ2985ကျပ်အထိဈေးနှုန်းမြင့်တက်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ